ြည်သူတွေနိုင်ငံရေးစိတ်ဝင်စားအောင်ပြီးတော့လက်တလုံးမှာစစ်ကောင်စီရှုံးနိမ့်နေတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကိုစိတ်ဝင်စားအောင်သူတို့ရဲ့နီလန်းဟောင်းတွေပေါ့ဗျာအဲ့ဒါကမင်းတို့ကောင်တွေညံနေတာလက်ရှိအခြေအနေရပါတော့ဘယ်သတင်းကမှတော့မင်းတို့သိတဲ့သတင်းလောက်စိတ်ဝင်စားစရာမကောင်းဘူး များနှစ်ယောက်လုံးအစဲခံရလို့လေစိတ်မှာသမီးစိုးကိုရအောင်ဖမ်းတဲ့မင်းအောင်လည်းရည်ရချက်ကဘာဖြစ်မလဲမင်္ဂလာပါဒီကနေ့ကတော့အော်တိုဘာလ23ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်အခုနပြောလို့ပေါ့နော်ဒါသမီးစိုးကိုဖမ်းလိုက်တာတွေရှိတယ်အဲဒီဟာနဲ့ပတ်သက်လို့ဒါလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ဟာတွေပါတယ်အများကြီးပေါ့ဗျာအဲဥစ္စာနဲ့ပတ်သက်ကျွန်တော်လည်းလိုက်ပြီးတော့စုံစမ်းကြည့်တဲ့ဟာတွေပြီးတော့လိုက်ဆက်စုကြည့်တဲ့ဟာပေါ့ဗျာကျွန်တော်ထပ်ပို့ပြီးတော့ဒါနားထောင်နေသူတွေကသိနေကြပါပါဒါမဲ့ကျွန်တော်သိရတဲ့အကြောင်းအရာလေးလည်းကျွန်တော်ပြောပြပေးမယ်ပေါ့နော် အဓိကသူတို့ရဲ့နောက်ွယ်ကရည်ရွယ်ချက်တွေလည်းပါကောင်းပါနေတယ်ဆိုပြီးတော့ကျွန်တော်ယူဆလို့ဖြစ်တယ်။အဲနောက်တစ်ခုကတော့ဒါအေယာဝရီတိုင်းတဲ့ကလေးမျက်နှာပေါ့နော်။ဒီအိုင်မြို့နယ်ထဲမှာရှိတဲ့ခြေရွာတွေမှာအဲတော်လိုင်းတပ်ဖွဲ့တွေနဲ့ဒါထိုးစစ်တွေကြောင်းမလို့ပေါ့နော်။တိုက်ပွဲတွေအချိန်မြင့်လာနေတယ်ဆိုတဲ့အကြောင်းရယ်ပြီးတော့ကြတော့ဒါကိုယ့်ရဲ့သားစစ်မှုထမ်းရတော့မှမလို့ပေါ့နော်။ဒါအုတ်ကြီးလည်းဖြစ်ဖြူစောထီးလည်းဖြစ်တဲ့စစ်ကောင်စီလက်ပါစီဆိုတဲ့ဥက္ကဋ္ဌကောင်က သူ့ရဲ့သားကိုထိုင်းနိုင်ငံကိုအောက်လန်းကနေဆေးလွတ်ခဲ့တယ်ဆိုတဲ့အကြောင်းနဲ့အဲ့အဥ္စာကြီးလည်းဒါကြောင့်ပြောသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတော့ဒါ online ပေါ်မှာပြန့်နှံ့နေတဲ့အကြောင်းလည်းကျွန်တော်ပြောကြမှာပေါ့နော်ပုံမှန်ဆိုရင်တော့ဒီလိုအကြောင်းအရာတွေဒါကျွန်တော်တို့ပြောလေးပြောထားတော့မရှိဘူးပေါ့နော်ဒါပေမဲ့ဒါ main online တို့ကျူးကျူးလာတော့အာစစ်တပ်ကအရာရှိအကြီးပိုင်းအနေနဲ့ပတ်သက်လာတာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့အခုလိုမျိုးဒါတင်ပြมาဖြစ်ပါတယ်ပေါ့နော်ဟုတ်ပါတယ်ဒါဒီရက်ထဲမှာဒါသမီးဆိုးပေါ့နော်သမီးဆိုးခေါ်တက်တက်ကိုတက်ကိုကို ်ဟုတ်တယ်နော်တက်ကိုကိုနမေးရစားတယ်နော်တက်ကိုကိုနော်အဲသူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကဒါတော်တော်လေးပြန့်နှံ့ပြီးတော့လူစိတ်ဝင်စားမှုတော်တော်လေးများခဲ့တယ်ပေါ့နော်ဒါ live ပေါ်မှာကြည့်လိုက်မယ်ဆိုရင်အဲသူတို့ရဲ့အကြောင်းတွေကြည့်ပြအများကြီးပဲပေါ့နော်အဲ့တော့သူကိုဒါ online ပေါ်မှာဒါ main online နဲ့ကျူကျူလအပါဝင်စိတ်အရာရှိကြီးတွေကိုဒါတိတ်ခါကြစီရင်ပြောဆိုခဲ့တဲ့ဒါအမှုဟောင်းတွေနဲ့တိုင်ကြားခံရလို့လေးစိတ်မှာပေါ့နော်ရန်ကုန်လေးစိတ်မှာဒါဖန်ဆီးလိုက်တယ်ဆိုပြီးတော့လေ သတင်းတွေတက်လာနေပြီပေါ့နော်အဲ့တော့ဒါ तू อ่ะအမေရိကန်မှာနေပြီးတော့ဒါမြန်မာကို online ကနေပြီးတော့ဈေးရောင်းနေတဲ့သူဖြစ်တယ်ဈေးရောင်းရင်းနဲ့လည်း तू อ่ะဆယ်လီမျိုးစုံနဲ့ဆယ်လီတွေတော်တော်များများနဲ့ဒါရံပတ်ဖြစ်နေတာမျိုးကြီးလည်းတွေ့ရတယ်ပေါ့နော်ပွဲရှာတယ်လူစိတ်ဝင်စားအောင်လုပ်တယ်အဲအဲ့လိုမျိုးဒါ तू blame နဲ့ထဲမှာပေါ့ဒါမင်း online နဲ့ကျူကျူလာပါပါတယ်မင်းอ่ะကျူကျူလာရဲ့ဒါအိတ်ကဘာဖြစ်တယ်ညာဖြစ်ဒါမျိုးတွေလည်းဒါကျွန်တော်တို့ပြန်ပြီးတော့ရှာဖွေတဲ့အခါမှာတွေ့ရတယ်ပေါ့နော် နောက်ပြီးတော့ဒါစစ်ဘိုတွေကိုလဲပေါ့နော်ခလာကတော့ပေါ့နော်ចောင်းစင်းတာနဲ့ဒါဖာရန်တာတန်းသွားတယ်ဆိုပြီးတော့ပြောခဲ့ဘူးသူလည်းဖြစ်တယ်သူအဲ့လိုမျိုးကြီးတွေပေါ့နော်ပိုးစိုးပတ်ဆက်ပုံစံမျိုးကြီးတွေနဲ့သူပြောဆိုခဲ့တာပေါ့အဲ့လိုပြောဆိုတဲ့အထဲမှာဖြစ်ရှင်တော့ဒါမင်းအောင်လိုက်နဲ့ဂျူဂျူလာပါသွားတယ်အပြင်နောက်ထပ်ဒါစစ်တပ်ကအရာရှိတွေကိုပါပြောဆိုတာမျိုးဒါတွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့သူကိုယ်တိုင်ကလည်းတကယ်တမ်းတော့ဒါဘုံမူဟောင်းတယောက်ကတော့ဖြစ်တယ်ပေါ့နော်အဲသူယောက်ျားက DSA 45ကအပတ်စဉ်45ကចောင်းစင်းတယောက်ဖြစ်ပြီးတော့ဒါတူတက်ရင်မှုအထိယာတို့ယူခဲ့သူဖြစ်တယ်ပေါ့နော် တိုက်ခိုက်ရေးအကြောင်းဘာထူးပေါ့နော်တိုက်ခိုက်ရေးအကြောင်းဘာထူးမှာအဲတာဝန်ကျနေစဉ်တော့တွင်မှာဒီသမီးစိုးနဲ့အာဒါအိမ်တော်ကြခဲ့တာဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ဒုတန်မှုယာလူတို့ယူနေတဲ့အချိန်ပေါ့နော်ဒါစစ်တပ်ထဲမှာဒါသမီးစိုးကဒါလိုက်နေရတဲ့အချိန်မှာစစ်စီကန်းနေတဲ့မနေတက်လို့ Facebook ပေါ်မှာပေါ့နော်သူကဒီ post တွေစောင်းမြောင်းပြီးတင်တာတွေတတ်မကောင်းကြောင်းတွေပြောတာတွေအဲ့ဒါတွေကိုလာလုံလုံလို့ပေါ့နော်နောက်ဆုံးစောင်းမြောင်းတင်လုံလို့သူ့ယောက်ျားပါစစ်တပ်ကထွက်လိုက်ရတာဆိုပြီးတော့အသိရတယ်ပေါ့နော်မပြည့်စုံရင်လည်းထည့်ပြောပြကြပါပေါ့နော်အဲဒါအဲ့ဒီနောက်တော့ဒါနှစ်ယောက်လုံးဒါအမေရိကန်မှာနေပြီးတော့ခုနလိုမျိုးဒါသမီးမကဒါသမီးဆိုးကပေါ့နော် online ဈေးရောင်းတာမျိုးတွေလုပ်တယ်ပေါ့ဗျာအဲ့တော့ live stream ပြီးတော့ဈေးရောင်းတယ်သူများကို blame နဲ့အဲသူနဲ့ပွဲဖြစ်တဲ့ sale တွေအများကြီးပဲရှိတယ်ပေါ့နော်သိရတယ်အဲပြီးရင်ဒါလက်ရှိ dollar အိမ်မှာပါဝင်နေတဲ့ sale တွေတောင်မှဒါသူနဲ့ပွဲဖြစ်ခဲ့မှုတာတွေရှိတယ်ပေါ့နော် ပြဿနာကဒါတတတာနဲ့အေးတင်ကိုဖြစ်တဲ့ပြဿနာတတတာနဲ့အေးတင်ကိုပြဿနာတွေတက်ကြတဲ့ချိန်မှာဒါကျွန်တော်တိရလောက်ပေါ့နော်ဒါဖြည့်ဆို့ပြီးရလဲပြောလို့ရတယ်ပေါ့နော်အဲ့မှာဒါသူကဒါတတတာဘက်ကနေလိုက်ပြီးတော့ပါရင်းနေပေါ့နော်အေးတင်ကိုနဲ့သူနဲ့ပွဲထပ်ပြီးတော့ဖြစ်ကြရောဖြစ်ကြတဲ့ချိန်မှာပေါ့နော်ဒါအေးတင်ကိုကဒါနောက်ပိုင်းသူ့ရဲ့သားဒါထောင်ကြတဲ့ကိစ္စကိုပေါ့နော်နေပြည်တော်ကဘုံမှုနဲ့ညှိတယ်ဘီဝါမှုနဲ့ညှိတယ်ဆိုတော့ သမီးစိုးရဲ့ဆွဆွဲချက်ကြောင့်မလို့ပွဲချိန်ကအမြင့်ဆုံးရောက်သွားတယ်။အဲ့ဒါကြောင့်မလို့ပဲအေဒင်ကိုကသူ့တိုင်တာပေါ့။အခုတော့ဒါအေဒင်ကိုကအဲ့ဒီရန်စားတွေကြောင့်မလို့ပဲဒါမြောက်လိုက်နဲ့ဂျူဂျူလာအပါဝင်စစ်အရာရှိကြီးတွေရဲ့တိတ်ခါကိုကြားစီဖို့ပြောဆိုခဲ့တဲ့အမှုအောင်းအနေနဲ့တိုင်လိုက်လို့သမီးစိုးကဒါရန်ကုန်လေးစိတ်မှာဖန်ခံရတာဖြစ်တယ်ပေါ့နော်။အဲ့တော့ဖြစ်တဲ့ပြဿနာထက် तू အရင်ကပြောခဲ့တဲ့ဟာတွေ तू အရင်ကဒီဂျူဂျူလာတို့ဘာတို့ကိုပေါ့နော်။ ်ပြောဆိုခဲ့တဲ့ဟာတွေ blame ခဲ့တဲ့ဟာတွေကြောင့်မလို့အခုလိုမျိုးဒါအမှုခေါင်းအနေနဲ့ဒါတိုင်တိုင်ခံရတာဗောနော်တိုင်ခံတဲ့အချိန်မှာဒါဖမ်းခံလိုက်ရတယ်ဒါဥရီပုံမှာပေါ့နော်ဆက်သွေးရေးဥရီပုံမှာ66ကာကြီးနဲ့အမှုဖွင့်ထားတယ်အမှုတွေလည်းထပ်ပြီးတော့တိုးနိုင်နေဆိုပြီးတော့သိရတယ်ပေါ့နော်အမှုဖွင့်တာကဒါပြုံးလင်မှာအမှုဖွင့်တာဆိုတော့ဒါပြုံးလင်ကိုလွှဲမယ်သမင်းတွေဟင်းတွေပို့လို့ရသေးတယ် ဒါ edge တွေပါလေရာသေးတယ်မိသားစုနဲ့တွဲခွင့်ရာသေးတယ်အဆက်အသွယ်ရှိသေးတယ်ဆိုပြီးတော့လည်းသိရတာပေါ့နော်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ရင်ဒါသူ့ကိုလည်းပေါ့နော်ဒါသမီးစိုးကိုလည်းဒါ online ပေါ်မှာအဲ့လိုမျိုးတွေပြောဆိုအာမျက်စိတွေနောက်နေရတဲ့တပေါ့နော်ဒါချို့ပြည်သူတွေတော်တော်များများကကြိတ်မြားကြအောင်အခုလိုမျိုးဒါဖန်ကြီးခံလိုက်ရတဲ့ခါကျတော့ချို့ကတနာရမယ်စားဝမ်းအောင်တာနေတာတွေတွေ့နေရတယ်ပေါ့ဗျာပြီးတော့ဒါဒါလူရှင်တော်ငိမ့်ညမ်းနဲ့ဗာပြည့်တယ်ညာပြည့်တယ်ဆိုပြောလိုက်တယ်အများကြီးပဲပေါ့နော်အဲ့လိုမျိုးပိုးစိုးပတ်သက်သူပြောခဲ့သလိုပဲသူပြန်ပြောခံနေရတဲ့ဟာတွေလည်းတွေ့ရတာပေါ့ဗျာ အဲဘာပဲဖြစ်ဖြစ်ဒီလိုမျိုးပုံစံမျိုးနဲ့တော့စစ်ကောင်စီကဖမ်းသွားတယ်လေစိတ်မှဖမ်းသွားတယ်တပ်ပုံနေလဲတက်လာပြီပေါ့နော်ရုပ်ဖြတ်ထားလားဘာလားတော့မသိဘူးပေါ့အဲ့လိုပုံစံမျိုးနဲ့တပ်ပုံမှတ်တမ်းနေလဲတက်လာပြီတွေ့ရတယ်အဲ့တော့ဒီပွဲကစစ်ကောင်စီကစနစ်တကျပေါ်ဆောင်ထားတဲ့ပွဲလားဆိုပြီးရလဲကျွန်တော်တို့တန်တရားဖြစ်စရာတွေရှိတယ်ပေါ့နော်အဘကြောင့်လဲဆိုရင်သမီးစုရဲ့ယောက်ျားက DSA 45က45ဆိုရင်ဒါပြောပြောရရင်များအခုလက်ရှိဒီ insurvey တွေဖြစ်တဲ့45တွေဆိုရင်အာရာထူးကြီးပိုင်းညရကုန်များ အဲ့တော့အဆက်အသွယ်ကတော့ရှိမှာပဲအဲတပတ်စင်နဲ့ဒါသူကလည်းခုနလိုပေါ့နော်အဲစီရီယံပုံစံမျိုးလောက်တာမဟုတ်ဘူးသူကသူထွက်လိုက်ရတာဖြစ်တဲ့အတွက်အချင်းချင်းကတော့ဆက်သွယ်ရရှိကြအောင်ပါပဲ အစီရန်ဆိုရင်ဒါလည်း online မပြောခြင်းမဆိုခြင်းအဲဒါမျိုးပုံစံမျိုးအဲအရင်တော့ကဒါမပြောခြင်းတာเนาะအခုနောက်ပိုင်းပြောခြင်းဆိုခြင်းလာရည်လဲတွေ့ရတယ်။အရင်တော့ကကျွန်တော်စီတန်လောက်တဲ့အချိန်မှာပြောဆိုခဲ့တဲ့ကောင်တွေကအမေအခုလာပြီးတော့နေကောင်းလားဗာညာလာမေးနေရမျိုးတော့ရှိလာပေါ့။ဒါက device ပေါ့เนาะ။အဲ့တော့အဲတွေ့ရကြာက55ဖြစ်တဲ့အတွက်အခု55တွေကစစ်တပ်ထဲမှာယာရုအကြီးပိုင်းနေလဲရောက်နေပြီပေါ့။အဲ့တော့အဲ့လိုမျိုးယာရုအကြီးပိုင်းနေလဲသူတို့ကအဆက်အသွယ်ရှိထားပြီးသား အဲ့ပြီးရင်ဒါအီသင်ကိုရဲ့အခုတွဲနေတယ်ပေါ့နော်တယောက်ကလည်းဈေးပိုကြီးဆိုပြီးတော့တည်ရတယ်ရှုပ်တယ်တော့ပွဲဒါကြောင့်ဒီပွဲကနိုင်ငံရေးအခြေအနေနဲ့ဒါစစ်ကောင်စီရှုံ့နေမှုအခြေအနေတွေကိုပေါ့နော်လုံးဝဖုံးလန်းသွားစေနိုင်တဲ့သတင်းတစ်ခုဖြစ်တဲ့အတွက်စစ်ကောင်စီကစနစ်တကျပုံစံမျိုးနဲ့ပုံဖော်တာလားဆိုပြီးတော့လေဒါကျွန်တော်တို့တန်လျာဖြစ်မိတယ်ပေါ့နော်အဲအဓိကတော့ပြည်သူတွေနိုင်ငံရေးစိတ်ဝင်စားအောင်ပြီးတော့လက်တလုံးမှာစစ်ကောင်စီရှုံ့နေနေတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကိုစိတ်ဝင်စားအောင်သူတို့ရဲ့နီလန်းဟောင်းတွေပေါ့ဗျာ တခုခုသူတို့ရှုံးနေပြီဒါမှမဟုတ်လဲတခုခုသူတို့ယုံမာပြီရက်ဆက်ပြီမယိုင်းပြီဆိုတဲ့အခါမျိုးတွေကြာရင်ဒီလိုမျိုးဒါအပုတ်အပွားသတင်းနေနဲ့သတင်းတွေဖုံးအောင်လုပ်လို့ရှိတယ်ရှေးမှာကိုပဲအဲ့လိုပုံစံမျိုးဒါနေရာတခုခုကိုဒါဘုံကျဲတိုက်ခိုက်တာမျိုးတွေရဲဆက်ဆက်လှုပ်သွားတာမျိုးတွေဆိုရင်အဲသူတို့အထဲမှာရှိတဲ့အကြီးပိုင်းတွေပဲဖမ်းခံရသရောင်ရောင်အာဆိုးဝင်းမဲသေးသေးရောင်ရောင်ဒါမျိုးပုံစံမျိုးတွေနဲ့သတင်းတွေကဒါပြန့်ကားလာအောင်ပေါ့နော်ခုနအရေးကြီးတဲ့သတင်းတွေကိုဖုံးလွှမ်းသွားအောင်လုပ်တတ်တဲ့အကျင့်ကလည်းရှိတယ်အဲ့ဒါကမင်းတို့ကောင်တွေညံနေတာ လက်ရှိအခြေအနေရပါတော့ဘယ်သတင်းကမှတော့မင်းတို့တည်တဲ့သတင်းလောက်စိတ်ဝင်စားစရာမကောင်းဘူးမင်းတို့တွေပုံစုံပန်းစိုးနဲ့ဘလို့ပုံစံမျိုးနဲ့တည်နေတယ်ဆိုတဲ့အကြောင်းနေမင်းတို့တွေဘလို့မျိုးထွက်ပြေးရတယ်မင်းတို့တွေဘလို့လက်နဲ့ချတယ်မင်းတို့ဂုံးတွေဘလို့ပါနေတယ်ဆိုတဲ့သတင်းတွေထပ်ပို့ပြီးတော့တခြားသတင်းတွေကိုပြည်သူကစိတ်ဝင်စားမှာမဟုတ်တော့အဲ့တော့မင်းတို့ကောင်ညံနေတာပေါ့နော်ဒါပေမဲ့လည်းဒါတို့လုပ်တဲ့ဟာကထိရောက်တယ်ပြောရမယ်အဲ့ဒီသတင်းကတော်တော်လေးပြန့်နှံ့မှုရှိတယ်ပေါ့နော် အဲတခုရှိတာကပြည်သူတွေကအကန့်ခွဲထားလိုက်တယ်ဟမ်မဆိုင်ဘူးဒီဥစ္စာဒီဥစ္စာသတင်းတက်တက်မင်းတို့တေးတာတေးတာသတင်းတက်တက်အဲ့တော့ကျတော့တလိုင်းကအတည့်ရတိုင်းပဲစိတ်ဝင်စားမှုကတော့တလိုင်းထဲမှာပဲဆက်ပြီးတော့ရှိနေတော့မယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကဒီလိုမျိုးဒါဆိုရှယ်မီဒီယာပေါ်မှာဒါပွဲတွေတခုပြီးတခုဖန်တီးပြီးတော့သူတို့ရဲ့လုပ်ရက်တွေအဲသူတို့ရဲ့ဖြစ်စဉ်တွေသူတို့လက်ရှိအခြေအနေကြုံတွေ့နေရမှုတွေကိုဖုံးလွှမ်းဖို့အတွက် internet အားလိုက်စူးစမ်းနေတဲ့အပိုင်းတွေလည်းတွေ့နေရတယ်ပေါ့နော်အဲ့တော့ဒါပြည်သူတွေကလည်းအာယုံလွှဲတာဖြစ်နေတယ်ဒါပေမဲ့ စိတ်ချပြည်သူကအာယုံမလွဲပါဘူးပေါ့နော်အာယုံအလွဲမခံဘူးနောက်တစ်ချက်ကတော့မင်းအောင်လိုင်းနဲ့ဂျူဂျူလှကိုပြောတယ်ဆိုရင်ဘယ်အချိန်ဘယ်ကာလတုန်းကပဲပြောခဲ့ပြောခဲ့ဟမ်သူတို့ကဒါရအောင်အရေးယူမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့အခြားသူတွေကိုပါတိအောင်သူကမိမောင်းထုတ်ပြအဓိကစံပြလုတ်ပြတယ် ဒါမျိုးလည်းယူဆလို့ရတယ်ဗောနော်ဒါလည်းဖြစ်နိုင်တယ်ဗောနော်လုံးဝသူတို့ရဲ့ခေါင်းဆောင်တွေကိုဆိုရင်သူတို့ကိုဆိုရင်ဗဇက်ကနေတော့မှလာမထိနဲ့ဆိုတဲ့ပုံစံမျိုးအမ်မြောက်နိုင်ငံအိုက်စတိုင်ဖန်တာဗောနော်ဆိုတာငါ့ကိုလာပြီးတော့ဒီလိုမျိုးပုတ်ခတ်ပြောဆိုလဲဆိုရင်ဒီမှာနေဘယ်နေရာမှာမဖြစ်ဖြစ်ငါတို့အကွက်ထဲရောက်လာပြီဆိုတဲ့ခါကျရင်ငါတို့ကတော့လုံးဝပဲဆိုတဲ့ပုံစံမျိုးအေးကြည့်ပြီးရင်ကြည့်ထားနောက်ထပ်ကြံတဲ့ကောင်တွေလည်းကြည့်ထားအဲကြံတဲ့သူတွေလည်းကြည့်ထားငါ့ကိုဒီလိုလာပြောပြီးဟေးဆိုတဲ့ခါကျရင်မင်းတို့မလွတ်စေရဘူးအဲအဲ့လိုပုံစံမျိုးပေါ့ဒါခုနေ့ကဘူးလက်လိုဟာမျိုးပေါ့နော်သူလှုပ်တဲ့အလုတ် ်အဲသူလုံနေတဲ့ဒီမဲနဲ့ပတ်သက်တဲ့ဟာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဟာအဲဥစ္စာကိုလွဲမကြောင်ထောက်ပြလိုက်တာနဲ့အရင်တုန်းကချစ်တာတွေခင်တာတွေနားမလည်ဘူးတခါတည်းဆွဲစီပြတဲ့ပုံစံမျိုးတွေပေါ့နော်အဲလိုပုံစံမျိုးတွေကဒါမင်းအောင်လိုင်ကလုတ်တက်တယ်ပေါ့နော်အညှို့ကြီးတယ်ပေါ့ပြီးတော့ဒီဥစ္စာက တခြားသူတွေကိုပါသူကဆံပြပုံစံမျိုးလုပ်ပြချင်တာဖြစ်တယ်လို့လည်းယူဆလို့ရတယ်ပေါ့နော်နောက်တစ်ခုကသူ့ကိုပုတ်ကပ်ပြောဆိုလာတယ်လို့ထင်တယ်ဆိုရင်စစ်တပ်နဲ့ပတ်သက်တဲ့သူပဲဖြစ်ဖြစ်စစ်တပ်တိုင်းဝိုင်းကပဲဖြစ်ဖြစ်ပေါ့နော်အဲစစ်တပ်နဲ့ဆက်နွယ်နေတဲ့သူပဲဖြစ်ဖြစ်လုံးဝခွင့်မလို့ဘူးဆိုတဲ့ပုံစံမျိုးအဲအဲဥစ္စာကိုလည်းတွေ့ရတယ်ပေါ့နော်သူကသူတခါစစ်သားဖြစ်ရင်တသက်လုံးစစ်သားတော့ဘာလို့သူကလုံးဝနားမလဲဘူးလုံးဝနားမလဲပဲနဲ့အခုလိုမျိုးလာပြီးတော့ထိခိုက်တယ်ဟေ့ဆိုတဲ့ခါကျရင်လုံးပါပဲဆိုတဲ့ပုံစံမျိုး အဲ့ဒါကြောင့်မလို့ရှိတ်မှာဒါတောက်လျှောက်ပဲပေါ့နော်ဒါအတန်းရွှေကြီးရဲ့သမတ်ကိုဒါထောင်ချခဲ့တာတွေအဘူးလက်လာဆွေကိစ္စတွေအမျိုးစုံအမျိုးစုံပေါ့နော်အဲသူနဲ့ပတ်သက်လို့ဒီလိုမျိုးတစ်ခုခုတုံ့ပြန်မရေးဆိုတဲ့ခါကျရင်သူ့အတွက်အလုတ်လုတ်ပေးနေတဲ့ကောင်တွေတောင်မရဘူးဆိုတဲ့ပုံစံမျိုးကိုဒါသွတ်တွေ့ရတယ်ပေါ့နော်ဒါဟာလည်းအာနာရှင်ရဲ့ရုပ်မှာရက်ဆက်တဲ့ဒါအမှုအကျင့်တစ်ခုပဲပေါ့ဗျာအဲသူ့အတွက်ဘလောက်ပဲအသက်ပေးခဲ့ပေးခဲ့ပေါ့နော်အဲသူ့အတွက်ဘာမှမလိုအပ်တော့ဘူးအဲသူ့အတွက်အသုံးမဝင်တော့ဘူးဆိုတဲ့ခါကျရင်လည်းထိုးချတာရှိသလို အဲသူ့ကိုထိခိုက်နေတာကိုပြောတယ်ဆိုရင်လည်းဘလောက်ပဲရင်းနှီးခဲ့ရင်းနှီးခဲ့ဘလောက်ပဲမျက်နှာနာပါစေဘေးမဆိုင်ဘူးဆိုတဲ့အထာနဲ့လှုပ်ပြနေတဲ့ပုံစံမျိုးကြီးလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီသတင်းကတော့ဒီဒီအပိုင်းထဲမှာတော်တော်လေးလူစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့သတင်းတစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောရတဲ့အထက်မှာဒီဇက်ကြောင်းကဟောတော့မပြည့်စုံဘူးထင်တယ်ဆိုရင်လည်း ပြန်ပြောပြကြပါတကယ်ပြည့်စုံမှာမဟုတ်ဘူးဗျာဆိုတော့ကျွန်တော်ထပ်ပူတည်တဲ့သူတွေရှိတယ်မလိန်နဲ့အများကြီးပဲဒါပြည်သူတွေကျွန်တော်ထပ်ပူတည်တဲ့သူတွေအများကြီးရှိတယ်ဗောနော်မပြည့်စုံရင်ဖြည့်ပေးကြပါနောက်တစ်ခုကတော့ကျွန်တော်တိုက်ခိုက်ပိုင်းသွားကြမယ်ဗောနော်အဲ့ဒါကအေယာဝတီတိုင်းအဲတဲနူကုံကြေးရွာနဲ့ဒါပန်တော်ကြီးကြေးရွာမှာတိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့အကြောင်းသွားကြမယ်အာခန်တက်တော်အိမ်နဲ့ PDF တပ်ဖွဲ့တွေကဒါသူတို့တွေပူးပေါင်းတိမ့်ပိုက်ထားတဲ့အေယာဝတီတိုင်းလေးမျက်နှာမြို့နယ်အတွင်းကဒါပသိမ်မုံရွာလမ်းပိုင်းအဲ့လမ်းပိုင်းမှာရှိတဲ့ဒါတဲနူကုံကြေးရွာနဲ့ဒါပန်တော်ကြီးကြေးရွာအနီးအနားတွေမှာတိုက်ပွဲတွေဖြစ်ပွားနေတယ် ်သိတဲ့အတိုင်းပဲဒါအာရခတတော် A နဲ့ B ရဲ့တပ်ဖွဲ့တွေဟာပဲခူးတိုင်းထဲမှာလည်းကျန်းနေမကွေးတိုင်းထဲမှာလည်းကျန်းနေအခုအရာဝတီတိုင်းထဲမှာလည်းကျန်းနေတယ်ဗောနော်ဟာတကယ်အားရစရာကောင်းတယ်အဲအဲ့တော့ကျတော့စစ်ကောင်စီကဒီလိုနေရာတွေကိုဒါအာရခတတော် A နဲ့ B ရဲ့တွေကတိမ့်ပိုက်ထားတာထိမ့်ချုပ်ထားတာဖြစ်တဲ့အတွက်သူတို့ဒီနေရာတွေကိုပြန်ရဖို့ကြိုးစားလာတာတွေ့ရတယ်ဒါကြောင့်မလို့ပဲဒီနေရာတွေမှာတိုက်ပွဲဖြစ်တာဗောနော်ပြောရရင်ဒီနေရာကိုအာရခတတော် A နဲ့ B ရဲ့တွေကပြီးခဲ့တဲ့ဇွန်လအလယ်ပိုင်းလောက်ကလေးကဒါတိမ့်ပိုက်ထိမ့်ချုပ်ခဲ့တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီနေရာတွေကိုစစ်ကောင်စီကပြန်ယူဖို့ ဒါထိုးစစ်စင်တိုက်ခိုက်လာတာတွေကြောင့်မလို့အခုလိုတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်။အဲစစ်ကောင်စီကရုတ်တရက်နဲ့ပေါ့နော်ရမလားဆိုပြီးတော့အခုဒါတိုးလာနေတာတွေရှိတယ်။ဒါပေမဲ့လည်းတိုက်ပွဲတွေပြင်းထန်နေပြီးတော့တေးကြတဲ့ဒီကောင်နေဘက်ကအဲ့လိုမျိုးတိုးလာလို့တိုက်ပွဲတွေပြင်းထန်နေပြီးဟေးဆိုတဲ့ခါကျရင်နောက်နေ့သတင်းကောင်းမယ်တကယ်ပြောလား။အဲ့တော့ရှေ့မှာလည်းတွေ့တဲ့အတိုင်းပဲ အဲလုံးဝဒါပသိမ်ကမဆာ၄00မှပဲပေါ့နော်ဂရင်နေနေရာတွေမရှိတော့လို့တွေ့တဲ့နေရာမှာဂရင်ချပြီးတော့ကုနေရတဲ့အနေအထားဖြစ်သွားအဲ့တော့ဒီပသိမ်မုံရွာလမ်းကစစ်ကောင်စီအတွက်လည်းအရေးပါတယ်တော်လိုင်းတပ်ဖွဲ့အတွက်လည်းအရေးပါတယ်အဲစစ်ကောင်စီအတွက်ဘာလို့အရေးပါလဲပသိမ်မှာအသည့်အတိုင်းပဲအနောက်တောင်တိုင်းစစ်ဌာနချုပ်တခုရှိတိုင်းစစ်ဌာနချုပ်ကြီးတခုရှိတယ်ပေါ့ဗျာအဲ့တော့ဒီတိုင်းစစ်ဌာနချုပ်ကြီးကိုနဘာခလိုမျိုးလုံးဝအပြောက်ဖြောက်ခံရတာမျိုးမဖြစ်စေဖို့အတွက်ကိုသူတို့ကလည်းဒီလမ်းဘိုင်းကိုထိန်းကိုထိန်းရမှာဖြစ် အဲ့လိုမှမဟုတ်ဘူးဆိုရင်ဒီတိုင်းစစ်ဌာနချုပ်ကြီးပါချိန်ချောက်ခံနေရတဲ့အနေထား အဲ့တော့ဒီတိုင်းစစ်ဌာနချုပ်ကြီးနောက်ထပ်ကြာသွားဖို့မဖြစ်တင်တော့ဘူးအဲ့သူကမဖြစ်ချင်တော့ဘူးပေါ့နော်ဖြစ်လို့မရတော့ဘူးရှေ့မှာနှစ်ခုလောက်ဖြစ်နေပြီဟုတ်အဲ့တော့အဲ့မှာနောက်ထပ်အရေးကြီးတာရှိသေးတယ်အဲ့မှာပါလဲဆိုတော့လာသမျှကောင်တွေအကုန်လုံးကိုဒါဆေးကုပေးနေရတဲ့မဆာလေးလိုဟာမျိုးတွေလည်းရှိတယ်ပေါ့နော်ဒါကတော့ဟာတာအနေနဲ့ပြောပြတာပါအဲ့တော့ဒါမဆာလေးရှိတယ်ပြီးရင်လက်ရှိဒါအစုလိုက်အပြုံလိုက်တကြိုပေးနေရတဲ့တင်းရိုင်းကုန်းတွေရှိတယ်အစုလိုက်ပြုံလိုက်အမိန်ပြန်ပေးနေရတဲ့နေရာတွေရှိတာပေါ့ဗျာအဲ့တော့အဲ့နေရာတွေဆိုကြာသွားလို့မဖြစ်ဘူးကြာသွားရင်ဒီကောင်တွေပဲအဝေးထက်သေးအောင်ပါဗျာ ဲလိုမျိုးပေါ့အဲလိုမှမဟုတ်ရင်လည်းဒါရှေ့တန်းလိုနေရာမျိုးတွေမှာပဲအစုလိုက်အပြုံလိုက်မြှုပ်ပြီးတော့တကြိုပြရမယ့်အနေအထားတွေသူတို့ကြုံနေရမှာပေါ့အဲ့တော့ဘလိုပဲဖြစ်ရအဲ့နေရာတွေကိုသူတို့ပြန်ရဖို့အသေးအံစူးစမ်းနေတဲ့အနေအထားမှာအခုလိုတိုက်ပွဲတွေဖြစ်လာနေတာဖြစ်တယ်။ဒါကြောင့်စစ်ကောင်စီကဒါအေရီတိုင်းအတွင်းကလူငယ်တွေကိုအတင်းကျပ်အင်အားစုဆောင်တာတွေလုပ်တယ်ပြီးတာနဲ့ရှေ့တန်းလိုနေရာတွေပို့တယ်အဲတင်တန်းဆင်းပါစတွေအပြင်ချားအင်အားတွေပါတယ်ဆိုပေမဲ့ပါစအင်အားတွေကပို့များတယ်ဆိုပြီးတော့သိရတယ်ဒီဒီလင်းမြန်တာလေးကိုဒါ ပို့နေတဲ့အင်အားတွေထဲမှာပေါ့နော်အဲအရာဝတီတိုင်းဟင်းသနာမြို့နယ်မှာရှိတဲ့တရင်တွေကနေလဲဒါလင်းမျက်နှာရေကြီးငတိုင်းချောင်းမြို့တွေကိုစစ်ကားတွေနဲ့အင်အားတွေအလုံးရင်ပို့ဆောင်နေတာတွေ့ရတယ်အဲရွေချက်ကတော့ရခိုင်ပြည်နယ်ဂွားမြို့နယ်အထိပါသူတို့ကထိုးစစ်ဆင်တိုက်ခိုက်ဖို့ဖြစ်တယ်ဆိုပြီးတော့လဲအတွင်းတွေကနေပြီးတော့စုံစမ်းသိရှိရတယ်လက်ရှိအချိန်အထိတော့သူတို့ရဲ့ရီမန်းချက်ပေါ့နော်အဲဂွားကိုရောက်ရမြည်အဲဆိုတဲ့အဲဒီရီမန်းချက်ပေါ့နော်အဲ့ဒီမှကြမပြည့်မြောက်တဲ့အပြင်ပေါ့နော်တောက်တောက်လဲတည်နေတာကတော့လက်ရှိမြေပြင်အခြေအနေအနေထားရပဲဖြစ် ဲ့တော့ဒါပြင်ဒါအခတော် A နဲ့ PDF တက်ဖွဲ့တွေဝိုင်းရံပိတ်ဆို့ထားတဲ့ကွာငတိုင်းချောင်းလမ်းပိုင်းကမြောက်ဆန်းကျေးရွာမှာတည်ရှိနေတဲ့အမှတ်3လေးလေးအမြောက်တက်ရင်အဲကောင်လည်းအရန်ကြီးကြီးရနော်အဲအမြောက်တက်ရင်ကနေပြီးတော့တောက်လျှောက်ပစ်ကူတွေပေးနေရရှိတယ်အဲအမြောက်တက်ရင်ရဲ့အနီးနားမှာလည်းဒါနှစ်ဖက်လက်နက်ကြီးနဲ့ drone တွေပစ်ခတ်မှုတွေရှိလာနေတယ်ဆိုပြီးတော့လည်းသိရဒီ3လေးလေးကလည်းဒါပြောရမယ်ဆိုရင်တဲတဲပဲကြံတဲ့အနေထားပါဗျာတောက်လျှောက်အဲ့နေရာပတ်ဝန်းကျင်တွေမှာတောက်လျှောက် တိုက်ပွဲတွေဖြစ်နေတာရှိတယ်ဒါပေမဲ့အဲ့ဒီနေရာတွေမကြဖို့အတွက်ကိုစစ်ကောင်စီကလည်းတောက်လျှောက်ကိုသူကအင်အားတွေပို့တယ်မကြဖို့အတွက်ကိုအပြင်းထန်ခုခံတယ်ဘာလို့လဲဆိုတော့အခုလက်ရှိဖြစ်နေတဲ့နေရာတွေကိုဒီနေရာတွေကနေပဲ လက်နဲ့ကြီးပစ်ပေးတာပေါ့နော်အဲ့တော့အဲ့အမအမရ3လေးလေးကနေပြီးတော့လက်ရှိတိုက်ပွဲဖြစ်နေတဲ့ပသိမ်မုံရွာလမ်းပိုင်းကခြေရွာတွေကိုလက်နဲ့ကြီးတွေဟာဝေဇာတွေနဲ့ဒါပစ်ခတ်ပေးတယ်အဲ့အဲ့လိုမျိုးဒါပစ်ကူပေးရတဲ့အဓိကနေရာတစ်ခုဖြစ်တဲ့အတွက်ဒီအမြောက်တက်မကြဖို့ရေးကိုလည်းသူတို့ကအသေးတန်စ조사နေရတယ်အာမိုက်တယ်နော်အာခတ်တော်အိမ်နဲ့ပြီးတဲ့တပ်ဖွဲ့တွေကနှီးပြွာကောင်းတယ်လို့ပြောရမယ်ရှေ့မှာတိုက်ပွဲတွေဖော်ဆောင်နေတာတွေရှိသလိုပေါ့နော်လက်နဲ့ကြီးအဓိကပစ်ခတ်မှုပေးနေတဲ့နေရာတွေကိုလည်းဖိအားပေးဇက်တိုက်လုပ်နေတာတွေလည်းတွေ့ရတာပေါ့ဗျအဲ့နောက်တစ်ခုကဒါခွငတိုင်းချောင်းလမ်းပိုင်းနဲ့ပေါ့နော်ပသိမ်မုံရွာလမ်းပိုင်းစုံရ စစ်ကောင်စီရဲ့ရင်းနသာစစ်ဆေးရေးဂိတ်ရှိအဲ့စစ်ဆေးရေးဂိတ်ကိုလည်းသူကအင်အားတွေပို့ပို့ပြင်အဲ့မှာစုဖွဲ့တယ်တကယ်အင်အားတွေအများကြီးသူတို့ပို့ဆောင်နေတာရှိတယ်အဲ့ပြင်အဲ့ဥစ္စာတွေကိုစုဖွဲ့ပြီးတော့သူကခုနလေးမျက်နာပေါ့နော်လေးမျက်နာမြို့နယ်တွေကအခုတိုက်ပွဲဖြစ်တဲ့နေရာတွေကိုထပ်ပို့ဦးမှာဆိုပြီးတော့လည်းစီစဉ်နေတဲ့အကြောင်းကြာကျွန်တော်သိရတယ်ပေါ့နော်အဲ့တော့နာခတ်တက်တော်အိမ်နဲ့ပြည်သက်တပ်ဖွဲ့တွေကနီးပြူအကောင်းကောင်းနဲ့ခြစ်တက်လာနေတာကိုစစ်ကောင်စီကအလူးလဲခံနေရတဲ့အနေအထားပြသူတို့ကစစ်ကူပို့ဖို့အတွက်လည်းဒုက္ခရောက်တယ်ပြစ်ကူပေးဖို့အတွက်လည်းဒုက္ခရောက်တယ်တိုက်ပွဲဖြစ်တဲ့နေရာတွေမှာလည်းသူတို့ဒုက္ခရောက်နေတဲ့အနေအထား အဲ့တော့ဘလို့စီမံချက်ကောင်းကောင်းနေနဲ့ဆက်ပြီးတော့တိုက်ပွဲတွေဖော်ဆောင်မလဲအာခတ်တက်တော် A နဲ့ B ရဲ့တပ်ဖွဲ့တွေကစစ်ကောင်စီရဲ့အရေးကြီးတဲ့နေရာတွေအဓိကစခန်းတွေကိုဘလို့သိမ့်ပိုင်မှုလဲဆိုတဲ့ဟာကလည်းစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်ပြီးတော့ A နဲ့ B ရဲ့တပ်ဖွဲ့တွေကဒါပသိမ်မုံရလမ်းပိုင်းကိုအပြည့်အဝထိန်းချုပ်နိုင်မှုအတွက်ကိုငတိုင်းချောင်းလေးမျက်နှာမြန်အောင်နဲ့ဒါအင်ဂဘူမြို့နယ်တွေကိုစစ်ကြောင်းတွေဖြန့်ကျက်ပြီးတော့ထိုးစစ်ဆင်နေတဲ့ပုံစံမျိုးတွေလည်းတွေ့နေရတယ်အဲ့တော့ဒါစစ်ကောင်စီဘက်ကလည်းဒါအစစ်မြစ်နီးပညာသုံးတဲ့ drone တွေလက်နက်ကြီးတွေဒါတွေနဲ့ပေါ့နော် အဲ drone တွေဆိုလဲ drone တွေနဲ့တို့စင်းမြင့်ဤပညာသုံးပြီးတော့ကင်းထောက်တာတွေလုပ်တယ်ပြီးတာနဲ့ဒါလက်နက်ကြီးပစ်တယ်ပြီးတာနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းဇက်တိုက်လုပ်နေရတယ်ဆိုပြီးတော့သိရတယ်ဗောနော်အဲ့တော့လေရင်တွေတက်တယ်တက်တယ်တက်တယ်ဆိုတဲ့အချိန်မှာဗောနော်အဲတော်လိုင်းတက်ဖွဲ့တွေအတွက်စိတ်ပူကြတဲ့ပြည်သူတွေလည်းရှိသလိုချုပ်ပြည်သူတွေကြတော့ဘလို့လက်တွေးလဲဆိုမိုက်တယ်ဗျာကြာဒီကောင်းနေညဘက်ကြီးနေနေတက်ရတယ်မနေ့ဘက်ကြီးလေရင်တွေတက်ရတာအာလေရင်တန်းတွေတူတညံညံနဲ့ဖြစ်နေတယ်ဟေ့ဆိုတဲ့ခါကျဟာဒီကောင်းနေချင်းနေမကောင်းဘူးအဲ့လိုမျိုးနဲ့တွေးပြီးတစ်ဖက်ကနေလက်ပြော်နေတဲ့ပြည်သူတွေလည်းရှိတယ်ဗောနော် ဒီကောင်းနေအတွက်ဆိုရင်ကိုပဲအကောင်းဘက်ကကိုမတွေးကျင်တာတကယ်ဒီကောင်းနေဒီနေ့ပြက်ကြပါစေပြီးရင်သွားပြီးတော့ပြစ်တဲ့နေရာတွေမှာသူတို့လူတွေမှားပြစ်ပါစေအဲအဲ့လိုပုံစံမျိုးတွေပဲထိုင်ဆုတောင်းတာပြီးရင်တကယ်ကျေးဇူးတင်ရတဲ့ဟာရှိတယ်အဲ့ဒါပါလဲဆိုတာဒီနေ့တက်ပြီဆိုတာနဲ့ညာအခုနောက်ပိုင်းပေါ့နော်ပြန်ပြီးတော့ သတင်းပေးပို့ပေးတာလေးလည်းတွေ့ရတယ်အဘဲဦးဘဲဦးတက်တယ်ဆိုရင်ဟာတချို့ဆိုရင်ညဘက်ကြီးညတကောင်းတနွဲကြီးဗျာအဲ့လိုမျိုးအချိန်ဒီမှာတက်တယ်ဆိုရင်တော့မှပဲမအိပ်ဖက်နဲ့စောင့်ပြီးတော့သတင်းပို့ပေးနေတဲ့ပြည်သူတွေကိုလည်းဒီညနေတကယ်ကျေးဇူးတင်နေတယ်ပေါ့နော်ဒါတွေကတော်လိုင်းကြီးတက်ဖွဲ့တွေအတွက်တကယ်ကိုအထောက်အကူဖြစ်စေပါတယ်အဲ့တော့ဆက်ပြီးတော့ဒီလိုမျိုးလေးတွေဘာဝင်ပေးကြပါလို့လည်းဒါမေတ္တာရက်ခံခြင်းတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကဒါအင်အားအများပြအသုံးပြုနိုင်ဖို့အတွက် ဒါလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေသူတို့ဇက်တိုက်လုပ်တဲ့အရာဝတီတိုင်းထဲမှာတော်တော်ဆိုးဆိုးဝါအခြေအနေတွေလည်းသူတို့လှုပ်ဆောင်နေတာရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတလူသစ်စုဆောင်မှုအတွက်ကိုသူတို့ခံထားတဲ့အုပ်ကြီးတွေကိုအသုံးပြုနေရရှိတယ်ဥက္ကဋ္ဌတွေပေါ့နော်အဲ့လိုဟာမျိုးတွေကိုအသုံးပြုရလည်းရှိတယ်ပြူဆိုလို့ပေါ့နော်ဒါကျွန်တော်ပြောစရာရှိတယ်အဲ့ဒါကဒါဘကိုးတိုင်းညောင်လေးပင်ဥက္ကဋ္ဌလည်းဖြစ်တယ်ပြူစောတိလည်းဖြစ်တယ်ဒါကြော်ဝင်း ကျော်ဝင်းပေါ့နော်ညောင်လေးပင်ပဲခူးတိုင်းနဲ့ညောင်လေးပင်အဲ့ဒီကောင်ကပေါ့နော်ဒီကျော်ဝင်းကဒါရက်ွက်နေပြည်သူတွေကိုစစ်မှုတန်းဖို့အတင်းအရမဒါလူသစ်စုပေးနေတယ်အဲဒီဒီကောင်ကအာနာသိမ်းပြီးနောက်ပိုင်းမှာသူကပြူစော်တိယာရီကျူပလိုက်တာအဲယာရီကျူပြီးတော့စစ်ကောင်စီခိုင်းသမျှဟာအကုန်လုံးကိုလှုပ်ပေးတယ်ပြီးတော့ကိုကျိုးရှာလိုက်ပြောပြအဲ့မှာပြူစော်တိဖြစ်သူကခံယူလိုက်တယ်ပေါ့ဗျာခံယူလိုက်ပြီးရတဲ့ကျော်ဝင်းကသူအုပ်ချုပ်တဲ့ဒါအဲရက်ွက်၅ခုရှိတာပေါ့နော်မြို့မတစ်ပေါ့နော်မြို့မရက်ွက်၅ခုရှိတဲ့ထဲမှာမြို့မတစ်ရက်ွက်ကလူငယ်တွေကိုသူကစစ်မှုတန်းဥပဒေနဲ့စုဆောင်းရုံမကဘူးသူက ရက်ွက်အတွင်ပေါ်တာဆွဲတာတွေလည်းလုပ်တယ်အပြင် तू အဲ့လိုမျိုးစူဆောင်းလို့ရလာတဲ့လူငယ်တွေပေါ့နော်အဲ့လူငယ်တွေကို तू ကဒီ तू ရက်ွက်အတွက် तू ကလူပေးပြီးသွားပြီဆိုတဲ့ခါကျရင်တခြားရက်ွက်အတွက်ပါ तू ကပြန်ပြီးတော့ရောင်းစားတာမျိုးတွေလုပ်တာအဲ့အတွက်အခကြေးကွင်ယူပြီးတော့ပြန်ရောင်းစားတာလူရောင်းနေတာနော်လူရောင်းဝယ်လုပ်နေတာဒီကောင်းနေအရင်မဆိုင်ဘဲနဲ့မိုက်ရိုင်းနေတာကိုကျိုးရှာနေတာစီးပွားရှာနေတာ တကယ်ဒါပြည်သူတွေရဲ့တာသမီတွေကိုအခုလိုမျိုးတေလန်းတွေကိုပို့ဖို့အတွက်ကိုတကယ်ထက်ထက်ဝင်လုံနေတဲ့ကောင်အဲ့ကောင်ကငါအဲ့လိုပုံစံမျိုးနဲ့ဒါအခြားရက်ွက်ကအိုကြီးတွေကိုစစ်မှုပြန်ထမ်းဖို့ပေါ့နော်မရတဲ့ရက်ွက်တွေကိုသူကပြန်ပြီးတော့ဒါပြန်ရောင်းစားတာတွေလုပ်တယ်နှစ်နှစ်အတွင်းမှာဒါလူငယ်တွေတော်တော်များများစုဆောင်းခံလိုက်ရတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ဒါပေမဲ့အဲ့ကောင်ကဘယ်လောက်မှတ်ရမ်းလဲဆိုတော့အဲ့ကောင်မှာတား၃ယောက်ရှိတယ်ကျော်ဝင်းမှာတား၃ယောက်ရှိတယ်အောင်ဆိုးမိုးသူရအောင်တန့်စင်အောင်ဆိုပြီးတော့တား၃ယောက်ရှိတယ်အဲ့ထဲကအငယ်ဆုံးကောင်ကိုအခုထိုင်းနိုင်ငံကိုလွှတ်တာအောက်လန်းကနေလွှတ်တာ ။ဘာဖြစ်လို့လွတ်တာလဲဆိုတော့စွမှုထမ်းမှုအလှည့်ရောက်တော့မှမလို့လွတ်တာ။ပြီးရင်သူကပုံမှန်တိုင်းဆိုဘယ်လိုလုပ်လဲဆိုတော့သူ့ရဲ့ဒါရှေ့ကတားနှစ်ယောက်ပေါ့နော်။အဲ့တားနှစ်ယောက်ဆိုရင်သူ့လိုပဲပြူစောတီပြူစောတီလောက်ခိုင်းတာလား။အဲအဲ့လိုမျိုးပြူစောတိလောက်ခိုင်းထားပြီးတော့ဒါတကယ်ပြောပြပါစတဲ့ကိုသူကမထဲ့ခြင်းမထဲ့ခြင်းဘူးဆိုတာသူတို့ကိုယ်တိုင်လည်းသိတယ်ဒီပါစတွေဘလောက်သေနေသလဲဒီပါစတွေဘလောက်ထိဒုက္ခရောက်နေသလဲပြည်သူတွေဘလောက်ထိကြေကွဲနေသလဲစိုးရင်ပူပန်ရသလဲဆိုတဲ့ဟာကိုဒီကောင်နေသိတယ် အတိတော့ကြတော့ပါစမလုပ်ခိုင်းဘူးအနေချောင်အစားချောင်ပြီးတော့ပြည်သူကိုနှိပ်စက်လို့ရတဲ့နေရာမျိုးဖြစ်တဲ့ဒီပြူစောထီးတွေပဲလုပ်ခိုင်းတာဒါပေမဲ့ तू ငင်းလို့မရတော့တဲ့အနေထားဖြစ်လာတယ်အရှိကနှစ်ယောက်ကအဲ့လိုဖြစ်နေပြီး तू तू သုံးယောက်ရှိတဲ့အထဲမှာတယောက်ကတော့ထိုင်းဝင်ထိုင်းရမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့ခါကျတော့ဒီကောင်ခုနလိုမျိုးအောက်လန်းကနေပြီးတော့ထိုင်းကိုလွတ်တယ်ပေါ့နော်အဲ့တော့ဒါဒီလိုမျိုးပုံစံမျိုးနဲ့လွတ်ပေးနေတဲ့ကောင်တွေလည်းရှိတယ်ဆိုတဲ့အကြောင်းကိုသိစေချင်လို့ပြောပြတာပေါ့နော်ဆိုကြတော့စိတ်မှုတန်းရှောင်စိတ်မှုတန်းရှောင်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 ဟုတ်တယ် ရှောင်းတဲ့ဟာကိုကိုချင်းစာတယ်ဒါပေမဲ့တာမန်ပြည်သူတွေရဲ့တာသမီတွေလူငယ်တွေဆိုရင်တော့ဟုတ်တယ်ကိုချင်းစာတယ်ဒါတွေကကူညီတဲ့ဒါပေမဲ့အဲ့လိုမျိုးတရောင်းစားမျိုးတွေရဲ့ပြည်သူကိုနှိပ်စက်တက်ဖြတ်ဒါပြည်သူကိုနိုင်ကျင့်တဲ့နေရာတွေမှာပဲစစ်ကောင်စီခိုင်းမြလှုပ်ပေးနေတဲ့ကောင်တွေရဲ့တာသမီတွေကြတော့ဘလို့ကူညီမလဲဘလို့မျိုးဒါကျွန်တော်တို့တွေကဘလို့စိတ်နဲ့ကူညီရမှာလဲမင်းတို့ဖေကပြည်သူကိုဒီလိုမျိုးတက်ဖြတ်နေတဲ့ကောင်အဲ့ဒါကိုမှမင်းတို့ကငါတို့ကကူညီအောင်မယ်ဆိုရင်တော့အလုံးမဟုတ်ဘူးအဲအဲ့ဒါမျိုးလေးတွေလည်းဒါလုံးဆောင်နေတဲ့အပိုင်းတွေရှိတယ်ပေါ့နော် ဲ့တော့အဲ့ဒီအပိုင်းတွေမှာပါဝင်ပြီးတော့ကုညီပေးနေတဲ့ပြည်သူတွေလည်းရှိကြတယ်။ဒါတာဝန်သိတဲ့သူတွေလည်းရှိကြတယ်။အဲ့လိုမျိုးဟာကြီးကျရင်တေချာလေးစီစေဖို့လိုလာပြီဆိုတဲ့အကြောင်းဒါကျွန်တော်အတိပေးချင်တာပေါ့နော်။အဓိကတော့ဟာမင်းဖေကအုပ်ကြီးလုပ်ပြီးပြည်သူကိုနှိမ့်ဆက်တက်ဖြတ်နေတာ။မင်းကြောင့်မှငါတို့ကဘာလို့ကုညီရမှာ။ဒါမျိုးဖြစ်ရမှာ။အဲ့တော့အဲ့လိုကောင်မျိုးတွေကိုလိုယုံပြီးတော့ဒါလွတ်နေတာတွေရှိတယ်ပေါ့နော်အဲ့တော့ဒါပြောရမယ်ဆိုရင်သူတို့မိသားစုကပေါ့နော်အနေချောင်းအစားချောင်းပြီးတော့ပြူစောတိလောက်တယ်အဲ့လိုလောက်တဲ့အပြင်ကောင်မှသူကညောင်လေးပင်အနီနာကြေးရွာတွေကိုမီးရှို့ဖျက်ဆီးပြီးတော့ တန်မိုးကြီးပစ္စည်းတွေယူဆောင်တဲ့နေရာမှာလဲစစ်တပ်နဲ့ပေါင်းပြီးတော့သူတို့ကတော့ဥဆောင်တာလေဗျာအဲ့လိုဥဆောင်တယ်ဥဆောင်ပြီးတော့ဒါသူတို့ဖြည့်ဆည်းခဲ့တဲ့ဒါပစ္စည်းတွေလူယူခဲ့တယ်အဲ့လိုမျိုးလူယူခဲ့တဲ့ပစ္စည်းတွေကိုရိုးရှာခဲ့တဲ့ပစ္စည်းတွေအဲပြီးရင်ဒါဒီလူသစ်စုပြီးတော့ဗောနော်ပြန်ရောင်းစားတဲ့ငွေကြေးတွေနဲ့သူကမှော်ပြီးဘက်မှာအိမ်နဲ့ခြံတော်ဝယ်ထားတယ်ဆိုပြီးတော့သိရကဲဘယ်တော့မှရိုင်းလဲအဲ့တော့အဲ့လိုမျိုးဖြစ်စဉ်တွေအကြောင်းအရာတွေရှိတယ်ဗောနော်အဓိကတော့ဒါစစ်ကောင်စီဘက်ကဒါဗာပြန်တွေ့ရလဲဆိုတော့ တို့အတွက်ဘလောက်ပဲအလုတ်လုတ်ပေးနေပါစေပေါ့နော်တို့အတွက်လူလိုလာပြီးဟေ့ဆိုတဲ့ခါကျရင်အဲ့လိုလုတ်လုတ်ပေးနေတဲ့ကောင်တွေရဲ့တာသမီတွေလည်းဒါအလွတ်မပေးဘူးဆိုတဲ့ဟာကိုလည်းတွေ့ရအဲ့ဒါကိုဒီအခုလက်ရှိစစ်ကောင်စီအလိုကျအုပ်ကြီးလုတ်ပေးနေတယ်ဆိုတဲ့ကောင်တွေကနားလည်ဖို့လိုတာပေါ့နော်မင်းတို့ကောင်တွေအခုမင်းတို့ရဲ့တာသမီကိုလည်းပေါ်တာဆွဲမှာပဲမင်းတို့ရဲ့တာသမီကိုလည်းစစ်မှုထမ်းခိုင်းမှာပဲဒါပေမဲ့မင်းတို့ကတော့ခုနလိုငွေကြေးလဲအစီအပြေွားတယ်ပြည်သူစီကနေပြီးတော့ဒါရယူထားတဲ့ဒီစီးစိမ်ချမ်းသာတွေနဲ့မင်းတို့ရဲ့တာသမီတွေကို လွတ်တဲ့နေရာတွေကိုမင်းတို့ကပို့ပေးနိုင်တဲ့အခြေချင်းတော့ရှိတာပေါ့အဲဒါပေမဲ့အဲဥစ္စာတွေကပြေးလို့လွတ်မလားဆိုတာလည်းချက်ကြည့်ကြတာပေါ့နော်အဲ့တော့ပြည်သူရဲ့အမုန်းကတော့မင်းတို့ပုန်းစရာကိုမရှိစေရအောင်ဒါကတော့တေးကြတယ်အဲ့တော့မင်းတို့ပြည်သူပေါ်မှာရက်ဆက်ရုပ်မာခဲ့တဲ့ဟာတွေကလည်းမတိမြဲဘူးဆိုတဲ့ဟာကိုငါတို့ကတော့တေးကြပေါ့ပြောရဲတယ်ပေါ့နော်အခုပြည်သူတွေမင်းတို့ကြောက်မလို့ခြေရွာတွေလူနေအိမ်တွေမိရှုခံရတယ်ပစ္စည်းပစ္စည်းတွေယူဆောင်ခံရတယ် သူတို့တက်တက်လုံးချွေးနှဲစာနဲ့ရှာခဲ့တဲ့ဥစ္စာပစ္စည်းတွေပျက်စီးသွားတယ်ပျောက်ဆုံးသွားတယ်လူယူခံလိုက်ရတယ်သူတို့ဘလောက်တောင်မှခံစားရမလဲပူလောင်ရမလဲနောက်တစ်ခုသူတို့ရင်နဲ့လွယ်ပြီးမွေးထားတဲ့သားသမီးအဲဥစ္စာကိုမင်းတို့ကမဲမင်းတို့ရဲ့ထုတ်ကုန်ကြနေတာပဲလာပြီးအိမ်ပေါ်တက်ဆွဲပြီးတော့မင်းတို့ကစစ်တဲ့တဲ့ထဲ့တယ်ဒေလန်းကိုပို့တယ်ဗောနော်အဲ့တော့ကိုယ့်ရဲ့သားသမီးဒီလိုမျိုးလူယူခံလဲရပြီးတော့ဒေလန်းကိုပို့ခံရတဲ့မိဘတယောက်ရဲ့နေရာနေမင်းတို့ခံစားကြည့် ဒါပေမဲ့မင်းတို့ခန်းစားဘူးမှလည်းမဟုတ်မင်းတို့ကောင်တွေအဲ့လိုမခန်းစားရအောင်လုပ်နေတာဒါပေမဲ့တေးကြတယ်မင်းတို့အချိန်ကာလတစ်ခုရောက်ပြီဆိုတဲ့ခါကျရင်တော့မင်းတို့ပြည်သူရဲ့အပြစ်ပေးခြင်းကိုတေးကြပေါက်ခံရမှာမင်းတို့ကောင်တွေပြေးစရာမြေမရှိစေရအောင်မင်းတို့အခုဒါစစ်တပ်ကကြည့်မင်းတို့ကိုလည်းဂယုမဆိုင်ဘူးအဲအဲ့တော့မင်းတို့မှာဟိုဘက်ဒီဘက်မင်းတို့အတွက်ရန်သူပဲပြောရမယ်နောက်ကာလတွေမှာမင်းတို့တော်တော်လေးဒုက္ခရောက်မဲ့နေထားတယ်မင်းတို့ရင်ဆိုင်အောင်ပါအဲ့တော့ဒါအလက်ရှိသတင်းတွေကတော့ဒါတွေထူးခြားမှုတွေရှိတယ်ပေါ့နော်နောက်ထပ်သတင်းထူးခြားမှုတွေလည်းရှိတယ်အများကြီးပဲဒါပေမဲ့ ဒါအချိန်ငဲ့တဲ့အနေထားအကြောင်းမလို့ပေါ့နော်အခုလောက်လေးပဲကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်တချို့အကြောင်းအရာတွေပြောတဲ့ခါဒီမှာကျွန်တော်စိတ်ခံစားမှုတွေပါသွားတာမျိုးတွေဒါမှမဟုတ်လေဒါစကလုံးကျန်းကျန်းနေ3မီတာမျိုးတွေရှိတယ်ဆိုရင်လည်းဒါကျွန်တော်ကိုခွင့်လွှတ်နားလည်ပေးကြဖို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်